ဥရုဂွေးနိုင်ငံမှာဘောလုံးအသေးသေးတင်တီထောင်လိုက်တဲ့မက်ဆီနဲ့ဆွာရက်ဒီနေ့မှာတော့ဘောလုံးလောကရဲ့ထိတ်တန့်ကျယ်ဖို့နေဖြစ်တဲ့လီယိုနယ်မက်ဆီနဲ့လူဝစ်ဆွာရက်တို့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့လှုပ်ရှားမှုကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လက်ရှိအင်တာမိုင်းအမီအတင်းရဲ့နာမည်ကြီးကစားသမားနှုတ်ဖြစ်တဲ့အာဂျင်တီးနားတိုက်စစ်မှုမက်ဆီနဲ့ဥရုဂွေးတိုက်စစ်မှုဆွာရက်တို့ဟာဥရုဂွေးနိုင်ငံမှာဘောလုံးအသေးသေးတင်တီကိုဘူးရက်တီထောင်ခဲ့ကြပြီဖြစ်ပါတယ်။မက်ဆီနဲ့ဆွာရက်တို့ဘူးရက်တီထောင်ခဲ့တဲ့ဒီတင်းတဲ့ရဲ့နာမည်ကတော့ ဒီပိုဒီပို NSM ဖြစ်ပါတယ်ဒီအတင်းတဟာဥရုဂွေးနိုင်ငံရဲ့ဘောလုံးလောကမှာမှတ်တမ်းတစ်ခုစိုက်ထူနိုင်ပွဲရှိနေပြီးဘောလုံးပရိသတ်တွေကြားမှာလည်းစိတ်ဝင်စားမှုမြင့်တက်စီခဲ့ပါတယ်ဒီကစားသားနဲ့ဦးရဲ့ဘောလုံးပေါ်ထားရှိတဲ့စိတ်ဓာတ်နဲ့အနာဂတ်အတွက်ရင်းနှီးမြှုပ်နှံလိုတဲ့ဆန္ဒကိုပါပြသနေတာပဲဖြစ်ပါတယ်ဘာစီလိုနာကစားသမားဟောင်းနှုတ်ဦးဖြစ်တဲ့မက်ဆီနဲ့ဆွာရက်တို့တီထောင်ခဲ့တဲ့ဒီအတင်းဟာလာမယာကြီးကစတင်ပြီးဥရုဂွေးဆုတ်ထားတဲ့လမ်းလေးမှာစတင်ရှင်းပြိုင်သွားမှာဖြစ်ကြောင်းသိရပါတယ်ဒါအတင်းကလေးတည်တည်နေနဲ့အောက်ခြေကနေစတင်ပြီးတဖြည်းဖြည်းအစင်းမြင့်တက်လာဖို့ရည်ရွယ်ထားပုံရပါတယ်ဒီလိုကမ္ဘာထိပ်တန်းကစားသမားနဲ့ဦးရဲ့ဥဆောင်မှုအောက်မှာဒီအတင်းလေးဘလို့တိုးတက်လာမလဲဆိုတာကတော့စိတ်ဝင်စားကြပါပဲသူတို့ရဲ့မျှော်မှန်းချက်က ဒါမဲ့နှစ်နေငယ်တွေမှာအူရုဂွေရဲ့ထိပ်တန်းလီဂကိုရောက်ရှိဖို့လည်းဖြစ်နိုင်ပါတယ်။ဒီပိုဒီပို LSM တင်းရဲ့ logo ကိုလည်းထူးထူးခြားခြားဖန်တီးထားတယ်လို့သိရပါတယ်။အဲ့ဒါကတော့ Messi ရဲ့ကိုယ်ပိုင်မတ်တစိမ့်နဲ့ Suarez ရဲ့ကိုယ်ပိုင်မတ်တစိမ့်တို့လိုသူတို့ရဲ့ကိုယ်ပိုင်မတ်တစိမ့် logo နှစ်ခုကိုပေါင်းစပ်ပြီးဖန်တီးထားတာလည်းဖြစ်ပါတယ်။ဒါဟာသူတို့နှစ်ဦးရဲ့အားကောင်းတဲ့မိတ်ဆွေရင်းချဆက်ဆံရေးနားလည်မှုနဲ့ဘောလုံးပေါ်ထားရှိတဲ့ပြင်ပြတဲ့စိတ်ဓာတ်တွေကိုရောင်ပြန်ဟန့်နေကြပဲဖြစ်ပါတယ်။ဒီလိုကိုယ်ပိုင်မတ်သားတွေနဲ့ပေါင်းစပ်ထားတဲ့ logo ကလည်းအတင်းအကျပ်ဆွဲဆောက်မှုတစ်ခုဖြစ်လာမှာပါ။ ဒီအသင်းမှာစီနီယာလူကြီးအသင်းရောလူငယ်အသင်းမှာထားရှိသွားမှာဖြစ်ကြောင်းသိရပါတယ်။ဒါဟာအသင်းရဲ့ရည်မှန်းချက်ကလက်ရှိပြိုင်ပွဲတွေမှာရှင်ပြိုင်ဖို့တွေမှာကပဲဥရုဂွေဘောလုံးလောကအတွက်အနာဂတ်မျိုးဆက်သစ်ကစားသမားကောင်းတွေကိုစနစ်တကျမွေးထုတ်ပေးဖို့ရည်ရထားတယ်ဆိုတာကိုပြသနေပါတယ်။ဖိတန်ကစားသမားနှစ်ဦးရဲ့အတွေ့အကြုံနဲ့လက်ညှိုးမှုတွေအောက်မှာလူငယ်ကစားသမားလေးတွေဟာအကောင်းဆုံးလေ့ကျင့်သင်ကြားမှုတွေရရှိနိုင်မှာဖြစ်ပြီးသူရဲ့ဘောလုံးအိမ်မက်တွေကိုအကောင့်တဲဖော်နိုင်ဖို့အခွင့်အရေးကောင်းတွေရရှိမှာပါ။ဒါဟာဥရုဂွေဘောလုံးလောကရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်ရည်ရှိရင်းနှီးမြှုပ်နှံမှုတစ်ခုလည်းဖြစ်ပါတယ်။မစီနဲ့စွာရတ်တို့လိုကမ္ဘာစင်ကစားသမားတွေရဲ့ဒီလိုလှုပ်ရှားမှုဟာ ဥရုဂွေဘောလုံးလောက်ကအတွက်ကြီးမားတဲ့အားတစ်ခုဖြစ်လာမှသိကြပါရယ်အသင်းအစဉ်တန်နေပါတဲ့လီဂနဲ့စတင်ပေမဲ့ကမ္ဘာစစ်မီတဲ့စီမံခွန်ခွဲမှုနဲ့လေကျင်းရေးစနစ်တွေကနေတစင်အသင်းကိုတိဆောက်သွားမှာဖြစ်တယ်လို့သိရပါရယ်ဒါပြင်အခြားကစားသမားဟောင်းတွေနဲ့လက်ရှိကစားနေတဲ့ထိပ်တန်းကစားသမားတွေအတွက်လည်းကိုပိုင်ကလပ်အသင်းတွေတည်ထောင်ပြီးဘောလုံးလောက်ကဖွံ့ဖြိုးတိုးတက်ရေးမှာပါဝင်ဖို့စိတ်ကူးစိတ်တမ်းတွေပေးနိုင်မှာဖြစ်ပါရယ်ဒီပိုဒီပို LSM တင်းဟာဥရုဂွေဘောလုံးလောက်ကမှာဘယ်လိုမျိုးပြောင်းလဲပြီးဖန်တီးနိုင်မလဲမက်ဆီနဲ့ဆွာရက်တို့ရဲ့ဥဆောင်မှုအမှာဘယ်လိုမျိုးအောင်မြင်မှုတွေရရှိနိုင်မလဲဆိုတာကို ဘောလုံးပရိသတ်တွေကစိတ်ဝင်စားဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒါဟာကစားသမားဘဝအပြီးမှာဘောလုံးကအတွက်ဆက်လက်ပြီးအကျိုးပြုလို့တဲ့သူတို့နှုတ်ရဲ့ကြီးမားတဲ့စိတ်ဓာတ်ကိုပြသနေတာပါပဲ။သူတို့ရမွေးနေ့ဟာကွင်းထဲမှာလည်းမကပဲဘောလုံးလောကရဲ့အနာဂတ်မှာပါဆက်လက်တည်ရှိနေအောင်မှာပဲဖြစ်ပါတယ်။ဒီမှာဘောလုံးပရိသတ်ရဲ့အမှားကိုချေပြတ်ပြီး